ဒီနေ့ကတည်းကလူငယ်တွေကမိဘဆရာတွေကနေပြီးအကျိုးလိုလားလို့လူကြီးသူမတွေကနေအကျိုးလိုလားလို့စေရနာနဲ့ပြောတဲ့စကားကိုဝေဒနာလို့သူတို့ကထင်နေကြတယ်။ငါတို့ဒီရွယ်ရောက်နေငါတို့လိုချင်ရလုပ်မယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်သွားတယ်နော်။အရှိကိုမျှော်မတွေ့ပဲနဲ့စိတ်แทရှိတဲ့ဥစ္စာကိုထင်ရလုပ်ချင်တဲ့ပုံစံမျိုးဖြစ်နေမိဘတွေနဲ့မတိုင်မခင်မှုဆရာတွေနဲ့မတိုင်မခင်မှုဒီလိုပုံစံတွေဖြစ်လာ။စေရနာက တချို့စကားတွေကစေရနာရတဲ့ဝေဒနာဖြစ်တယ်ဆိုတဲ့သဘောဖြစ်တာပေါ့ကိုနာမှာရှင်နေတဲ့ကိုကံ့မြောင်ပြီးမြောက်ပင်နေတဲ့လူတွေရဲ့စကားကြတော့အဟုတ်မဲ့ပြီးတော့ဆရာသမားတွေမိဘတွေရဲ့စကားကြတော့ကောင်းတယ်မထင်ဘူးကောင်းတယ်မထင်ဘူးအဲ့ဒါဆရာသမားတွေမိဘတွေကလည်းတခါတည်းဆက်ရှိလက်ရှိဖြောင်းပြပြောဆိုပေမဲ့နားမဝင်ဘူးသူများကမြောက်ပင်ကြတော့အဟုတ်မဲ့တယ်ဟာအဲ့ကြတော့ပြောင်းပြန်ကြီးဖြစ်နေတာပေါ့ ြောင်းမြန်ကြီးဖြစ်နေတယ်တသက်လုံးကဦးဇင်းတို့တသက်လုံးကကျွေးမွေးဆောင်ရှောက်ပြုစုလာတဲ့မိဘကြတော့စကားကောင်းတစ်ခုမပြောတတ်ဘူးဟိုးကွန်းလေးတရားသွားကြထုတ်တယ်လေတချောင်းဝဲပေးဘူးတဲ့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းကြတော့ဂျေဇုတင်လိုက်တာဂျေဇုတင်လို့မဆုံးဘူးပြောင်းပြန်ဖြစ်တယ်ပြောင်းပြန်ဖြစ်တယ်လောကမှာတော့ဒီတိုင်းပဲတို့ကောင်းနေပညာရှိတွေရဲ့စကားက လက်ခံတဲ့ပုဂ္ဂိုလ်နဲလာပြီးတော့အဲ့ဒါလူမိုက်တွေမကောင်းတဲ့နေရာအားပေးတိုက်တုံးလို့တိုက်တုံးတဲ့အဆင်းဘိန်းတုံးပေးတတ်တဲ့ပုဂ္ဂိုလ်တွေစကားကြတော့အများလက်ခံလာကြဒါပြောင်းပြန်ဖြစ်သွားဒီအချိန်နေဒီဖြစ်ပြန်မျိုးဖြစ်လာနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုလည်းဦးဇင်းတို့ရှေ့ကပေါ်လာမင်းကြီးကဖျက်လိုက်တာတော့အိမ်မက်မှတ်ဖူးတဲ့လင်းတဲ့ပုဂ္ဂိုလ်ရဲ့ လေးနဲ့တဲ့အရာတွေကလေးတဲ့အရာတွေကပေါ့နေတယ်လို့ရေပေါ်မှာပေါ်လာပြီးတော့ကြောက်တော့ကြောက်ခဲတယ်လေးတဲ့ဟာတွေကရေပေါ်ပေါ်ပြီးတော့နံပါတ်ပေါ့တဲ့ဘူတော်ကတော့ရေမှာနစ်တယ်သူ့အမထဲမှာဘာပြောကြတာလို့ဆိုတော့အလေးနဲ့ထားတဲ့ပုံကိုယ်တွေရဲ့စကားဟာမလေးနဲ့တော့ဝင်တဲ့ပေါ့ပေါ့လှုပ်ပြလိုက်ကြတယ်ပေါ်ဒီပေါ့ပြလှုပ်ပြလိုက်ကြအလေးမထားကြတော့ဘူးဘာမှအဓိပ္ပာယ်မရှိဘူတော်လိုအခွန်တက်တက်ဘာမှအဓိပ္ပာယ်မရှိအကျိုးမရှိတဲ့ဟာကြတော့အလေးနဲ့ထားတယ်ဆိုတဲ့သဘောကိုပြောတာ ဒါဘယ်ဦးဇင်းတို့ရှေ့ဆရာတော်ကြီးတွေကဘူတော်ငွယ်ပေါ်မြဲတဲ့ဓမ္မတာရေပြင်းမှာမတီးပဲထဲနှစ်တည်တာတိလဝါပညာရှင်ညာရာရှင်လူတို့ကျေးဇူးမူကုန်းသိမြုပ်တဲ့ကျိုးရုပ်အလားကြောက်ဆိုင်ခဲနှင်းမြဲတဲ့ဓမ္မတာရေပေါ်မှာလျှက်လာသောငွားငွားထင်လား နိတိလာပညာမေမြရဟန်းရှင်လူတော်ကျေးဇူးမူထင်ပေါ်ကောင်းတဲ့အကြောင်းဖြစ်အလား